င်လေးကိုကြိုင်နာပြီးတော့ကတော့ပြားစီချင်းနောက်တော့ပါလာဘောပဲသိရမချင်းနဲ့ကတော့ KPD skin တွေထိုးပေးကြတယ်အဲ့တော့ဒီတိုင်းပေးရင်နည်းနည်းပဲရမှာ KPD တော့ကမမြင်ရဘူးနော်အဲ့တော့ပေးလိုက်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 ရတာဘောတောင်းကနဲ့နေတင်းကနဲ့ဖြစ်သွားတာဘောပဲ KPD name မဝပြီးဘူး vacation နေလာကတော့ခံရမနိုင်ကြဘူးမကြိုက်ဘူးမကြိုက်ဘူးအဲဘောနော်ဒီအဲ့လိုကတော့ခံနေရတာကော်လေကတော့ခံမှုအတွက်အလောက်ကြီးဘောနော်မတူဘောနော်မထိုက်အဲ့ဘောအသက်မကြီးရမကွာမထိုက်သေးဘူးလို့ကိုကိုခံစားရတာဘောနော် အဲ့တို့ကတော့ပြီဆိုကောနေစုထိုင်လို့မရအောင်ဘယ်လိုလက်ကဘယ်လိုထားရမလဲပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာဆိုတော့အင်းကညီမလေးဆိုလဲမကတော့နဲ့ရရဆိုပြီးတော့ဖြစ်ရတယ်သူကမရအောင်ကတော့မတော့မဘူးကပို့ရမှာဟုတ်ကတော့ပဲပြီးရင်တမျိုးလေကတော့လိုက်ရင်ခါကြဘူးကပို့ရဆိုအကုန်လုံးကတော့မယ်ဆိုတာကြီးပဲတရားဥထဲပဲတောက်ပါပါပဲဒီနေ့လည်းအဲ့လိုပွဲကြီးသွားလဲအတွဲတွေကိုဘယ်တော့အတွဲမစင်အောင်တရားဥထဲပဲဒီအေးတရားဥထဲတောက်ပါမယ်ပွဲဆိုတရားဥထဲတောက်ပါပါပေါ့နော် ပြောတယ်အေးကျမဒီနေ့ကတော့ခရတာကီပီကီပီကီပီလေးနေပါဆိုကီအမေအခုအရန်ကင်ပြီးသွားပြီနော်မြင်လို့မဟုတ်တော့ဘူးကီပီလေးတွေမကောင်းပါဘူးကီပီစကရင်လေးကိုကင်ထားပြီးတော့ကတော့ပြရစီချင်းနောက်တော့ပါတာပေါ့ပဲတည်ရမချင်တော့ကတော့ပြကီပီစကရင်လေးထိုးပေးကြတယ်အဲ့တော့ဒီတိုင်းပေးရင်နည်းနည်းပဲရမှာကီပီဆိုတော့မမြင်ရဘူးနော်အဲ့တော့ပေးလိုက်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 ရတာပေါ့တောင်းကနဲ့နေတင်းကနဲ့ဖြစ်သွားတာပေါ့ပဲတည်ရမလားအဲ့လိုကွာဒီလိုရီရမြင်နေလေနော်အော်ရော့ရော့ငါသားရော့ရော့တသိလောက်ပြီမှာပေါ့ကီပီဆိုတော့မမြင်ရအောင်အေးပါရပါစီဆိုတော့ ဒီနေ့ကျွန်မကတော့ခံရပါတယ်ရှင်။ဒီနေ့ကျွန်မကတော့ကြောက်နေဒီနေ့ဒီနေ့ဒီနေ့အောင်ရင်ဝမ်းလीအကုန်လုံးပဲဒီနေ့ကိုယ့်ကိုပေါ့နော်အမြဲတမ်းကိုယ့်ကိုချစ်ပြီးတော့အဲမြစ်တူနောက်မှာအမြဲတမ်းပတ်မိုးပေးတဲ့မြစ်တူရဲ့ပေါ့နော်တိတ်မဲ့ပြောရမှာပေါ့မိတ်ကက်တီရောနောက်ပေါ့နော်အမြစ်တူအကုန်ဆက်ဆက်ရလုပ်ပေးတဲ့မန်နေဂျာတွေရောအကုန်လုံးကအဲ့ဒါနေပေါင်းပြီးအကုန်လုံးကြောကြတော့မြစ်တူဒီနေ့စကန်လေးနဲ့ပေးလိုက်ရပါတယ်လို့ပြောချင်ပါတယ်အခုလည်းပြန်အိမ်မှာမိဘတွေအကုန်လုံးချိန်ထားကြတယ်အဲ့ဒါတော့အပြစ်တော့အရင်ပြောတယ်ပြောတယ်ဆိုတော့ပေါ့နော်ဗီဇာစုမှာအစင်ဆက်ကြောရတာ ဟိုပေါ့နော်ဘာပြောအကုန်လုံးကဒီတက်တက်မှာဩတက်ရှိချင်ကြရှိသေးတယ်ဆိုတော့ပျော်ရွှင်မှုပေါ့နော်တစ်နှစ်မှာတယောက်ရောက်သွားအရန်ခံစားရလေနော်ဆိုတော့အခုထိတော့မြတ်သူရဲ့ family လေးမှာတော့မိသားစုဝင်နေမှာတော့အပျော်ရွှင်စရာကောင်းတဲ့အရာလေးတွေနဲ့ပေါ့နော်ရှေ့ဆက်ပြီးတော့မနက်အစင်စင်ကြောသွားကြအဖိုးပြီးအဖေနဲ့မေးပြီးကိုယ်စီအစင်စင်ရောက်ကြပေါ့နော်ဆိုတော့ဒီနေ့တော့အိမ်မှာအကုန်လုံးကြောကြပါမယ်ရှင်ကိုယ်ကတော့ကြောခံရတာခြင်းနဲ့လားခြင်းဘလိုဘလိုပီတီဖြစ်လဲကြောခံရတာမနိုင်ကြမကြိုက်ဘူးမကြိုက်ဘူးအဲပေါ့နော်ဒီအဲ့လိုကြောခံနေရတာကော့လေကြောခံမှုအတွက်အဲ့လောက်ကြီးပေါ့နော်မတူ ဘောနော်မထိုက်အေးဘောအသက်မကြီးရမကွာမထိုက်သေးဘူးလို့ကိုကိုခံစားရတာဘောနော်အဲသူတို့ကတော့ဘီဆိုကွာနေစုထိုင်လို့မရအောင်ဘယ်လိုလက်ကဘယ်လိုထားရမလဲဘောနော်အဲ့လိုမျိုးတွေဖြစ်တာဆိုအင်းကညီမလေးဆိုလဲမကတော့နဲ့ရရဆိုပြီးတော့ဖြစ်ရသူကမရအောင်ကတော့မှတော့မဘူးကပို့ရမှာဟုတ်ကတော့ပဲပြီးရင်တမျိုးလေကတော့လိုက်ရင်ခါကြဘူးကပို့ရဆိုအကုန်လုံးကတော့မယ်ဆိုတာကြီးပဲဆိုတော့မြတ်တော်တကယ်ချစ်ရကျေးဇူးတင်ပါတယ်ကိုသက်ကိုရလည်းကတော့ခံမဲ့ရောက်နေရဆိုတော့လေနော်ဆိုတော့လေဟုတ်ကဲ့ပါလို့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကတော့တဲ့သူတွေဟုတ်ပါပြီဝါချုပ်ပြီးဆိုတော့ပွဲလေးတော့တက်သေးရမှာပေါ့နော်မာတင်ဟစ်တော့အန်ဒီ ီနှစ်တော့အခုရှိတော့ဖိတ်စာတွေမရောက်သေးဘူးပေါ့နော်ဖိတ်စာတွေမရောက်သေးတဲ့ခါကျဖိတ်စာရောက်တဲ့ခါကျတော့ကလေးစားနဲ့ဖိတ်စာအားလုံးအာတက်မှာပါလို့ပြောချင်ပါအခုလည်းချစ်ချစ်ရောဖိတ်စာတွေပဲဖိတ်စာမှမရောက်သေးပါဘူးလို့ပြောချင်ပါလေရှင်အဲ့တော့ဒီမှာမြင်လေးကိုကြာတော့အများနဲ့လှလှပပလေးနဲ့ပဲပြိတ်သက်မြင်စီခြင်းတဲ့အတိုင်းနဲ့မြင်နေရအောင်ပါပေါ့တယောက်ထဲပဲမြင်ချင်တာများတယောက်ထဲပဲတောက်ပါပါပဲဒီနေ့လည်းအဲ့လိုပွဲတွေသွားရလဲအတွေ့အတွေ့ကိုဘာလို့အတွေ့မစင်အောင်တယောက်ထဲပဲဒီအေးတယောက်ထဲတောက်ပါမယ်ကွယ်ဆိုတယောက်ထဲတောက်ပါပေါ့နော်မလည်းပြောရှင်ရပါတယ်တယောက်ထဲတောက်ပါနေဆိုတော့လေအများအားလုံးရဲ့ချစ်ချင်းတရားကြောင့်ပါမြတ်သူဒီ2024မှာမြတ်သူတော်တော်ကြီးကိုပေါ့နော်မြင်ဟပြော ပါတယ်စိတ်တားဖြစ်ခဲ့ရတဲ့စိတ်တက်ကြခဲ့ရချိန်မှာ2015နှစ်သူတို့အားလုံးရဲ့ချစ်ချင်းတရားရရတဲ့အခါကျတော့အမျိုးသူကတယောက်တစ်ယောက်တောက်ပနေဖို့အတွက်အခွင့်အရေးက ချစ်ရတဲ့ပေးသက်တွေတယောက်ချင်းစီကပေးတဲ့မေတ္တာအကြောင်းပါအဲ့တော့လည်းအရင်ကျေးဇူးတင်ပါလို့ပြောချင်ပါတယ်ချစ်ရတဲ့သူတွေအားလုံးရက်ဝဲရက်နှီးဖြစ်စေမိသားစုမောင်နှမတွေပေါ့နော်အအခြေခါရခွဲခွာနေရသူလည်းရှိကောင်းရှိနိုင်ပါတယ်အားလုံးအားလုံးပဲအမြန်ဆုံးပေါင်းစည်းကြပါစေရှိတဲ့မိသားစုတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ပျော်ရွှင်သားတဲ့မိသားစုဘဝလေးကိုအချိန်နိုင်ရပါစေလို့ဆုတောင်းပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါကျေးဇူးပါ